အဲကျမအရင်နှုတ်ရင်လည်းပြောခဲ့ဘူးလေကျမတို့ကအာကျမတို့ကတော်လန်ရေးကိုမယုံကြည်ဘူးကျမတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေးကိုမယုံကြည်ဘူးလို့ဒေါ်သက်သက်ခိုင်ပြောလာသည်မူအဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟို NCA ကတော့လေဒီနိုင်ငံတကာ အဖွဲ့အစည်းတွေလည်းပါတယ်ပြီးလို့ရှိရင်အားလုံးပါဝင်ပြီးတော့ရေးဆွဲပြီးတော့မှသဘောတူခဲ့ကြတာပေါ့နော်အဲဒါကိုပြန်ပြီးတော့မှအသက်သွင်းပြီးအကောင့်ထက်ပေါ်ဖို့အတွက်အချိန်ပိုရအောင်ပေါ့နော်ဒီခန်းနိုင်ကအချိန်ပိုရသွားစေမယ်ပေါ့နော်အထူးသဖြင့်ရွေးကောက်ပွဲပြီးတဲ့အချိန်ပေါ့အချိန်ပိုရသွားမယ်လို့ကျွန်မမျှော်လင့်ပါတယ်ရှင့်ဟုတ်ကဲ့ဒီတော့လေအားလုံးရောက်ရင်ဟောဒီ NCA အကောင့်တွေပေါ်နိုင်မှုစူးစမ်းထားတာမျိုးပါတီရဲ့မူဝါဒမျိုးပဲရှိတာ။ဟောကျွန်တော်တို့အနေနဲ့တော့ဒီဒီငိမ့်ချမ်းရေးနဲ့အပြစ်ခတ်ရဆဲရေးကိုဒါဟိုပါပေါ့ရှင်လုံးဝအုတ်တုံယုံကြည်တဲ့ဟိုပါပါတီဖြစ်ပါတယ်။ကျွန်မအရင်တော့အရင်လည်းပြောခဲ့ဘူးလေ။ကျွန်မတို့ကအာကျွန်မတို့ကတော်လန်ရေးကိုမယုံကြည်ဘူး။ကျွန်မတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင့်။အဲ့ဒါဆိုတော့လေ အဲဆိုတော့နှစ်ခုပေါ့နော်အဲလွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်တာပေါ့ဒါဟာလေဒါနိုင်ငံရေးဆွေးနွေးပွဲစပွဲဝိုင်းကိုလာပြီးဆွေးနွေးကြတာဆိုတော့ဒါလွှတ်တော်ပြင်ပဆွေးနွေးဆွေးနွေးလို့ရတဲ့အချက်တွေသဘောတူညီချက်ရပြီဆိုရင်လွှတ်တော်ကိုပို့ပြီးတော့မှလွှတ်တော်မှာတရားဝင်ဖြစ်အောင်ပေါ့နော်အဲလောက်ပြီးတော့မှပြီးအကောင့်ထက်ဖော်တာဆက်လာမှာပေါ့ရှင်။နောက်အခုပြောနေကြတာဘာလဲဆိုလို့ရှိရင်ဒီသဘောတူညီချက်တွေပေါ့နော်ဒါလွယ်လွယ်ကူကူနဲ့သဘောတူညီနိုင်တာတွေအမြဲတမ်းရလရနိုင်တာတွေကိုကျွန်တော်တို့ကဦးစားပေးပြီးတော့မှအကောင့်ထက် ေါ်လိုက်လို့ရှိရင်ဟိုဟာပေါ့ပါဝင်သူတိုင်းအကုန်လုံးကယုံကြည်ချက်ပိုရှိလာမှာပေါ့ရှင်ဟုတ်ကဲ့အခုအမားတို့ဗာဒီယာဒီနိုင်ငံလုံးအဆင့်ထိဝင်တိုင်းတာဆိုတော့ဒိုင်းသားဧရိယာတွေမှာကိုယ်စလဲလောင်းယူတဲ့အချိန်မှာဒီဒိုင်းသားတွေဥစားပေးသလားဘလို့အဲ့ကိုယ်စလဲလောင်းယူတဲ့ဘူဝါဒလေးကိုလည်းအရှင်းပြပါအဥစားပေးပါတယ်ရှင်ကျမဟိုဟာပေါ့နော်ကျမတို့အစခေါ်တော့ကကျမတို့အချက်အချက်အဲ20နီးပါးရှိရပေါ့နော် အဲ့အချက်20နီးပါးထဲမှာဘာပါလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ပါတီရဲ့မူဝါဒကိုလည်းယုံကြည်ပြီးတော့မှပါတီကနေပြီးတော့မှဒီအမျိုးသမီးရဲ့လူငယ်ရဲ့တိုင်းရင်းသားတွေရဲ့ကိုဦးစားပေးပြီးရွေးချယ်မယ်ဆိုတဲ့မူဝါဒကိုလက်ခံမှပဲရှောက်ပါဆိုတာမျိုးပေါ့နော်ကျွန်တော်တို့ကအဲ့လိုတခါတည်းခေါ်တော့ဝင်အဲ့လိုခေါ်တာဖြစ်ပါတယ်ရှင်အဲဖြစ်တော့အခုလည်းတိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေပဲအဓိကဖြစ်ပါတယ်ရှင် ်အကြခင်မှာကျွန်တော်တို့မဲဆော်စီရင်သွားတော့မယ်ဒီအခုလက်ရှိအခြေအနေမှာဘယ်လို challenge တွေရှိဒီစိန်ခေါ်မှုတွေဘာတွေပြစ်နိုင်စိန်ခေါ်မှုကတော့ကျွန်တော်တို့နှစ်မျိုးပေါ့နော်တစ်မျိုးကတော့လုံခြုံရေးပါရှင့်လုံခြုံရေးကတော့ အဒီနေ့အထိပေါ့နော်ဟိုဟိုလုံခြုံရေးရာတတိထားနေရတော့ချိန်ပြီးဖြစ်ပါတယ်ရှင်။အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ခီးသွားကြတော့မယ်ဆိုလို့ရှိရင်လုံခြုံရေးရာစိန်ခေါ်မှုရှိတဲ့နေရာလဲကျွန်တော်တို့သွားရင်သွားရမှာပေါ့နော်။ဟိုလုံခြုံတဲ့နေရာပဲရွေးပြီးသွားလို့မရပါဘူးရှင်။နောက်လာကြအောင်လုံခြုံရေးရာနံပါတ်၁ပါ။နံပါတ်2ကတော့တခြားပါတီအတွက်တော့မသိဘူးကျွန်တော်တို့ပါတီအတွက်နံပါတ်2ကတော့ကျွန်တော်တို့ပါတီရဲ့ရံပုံငွေပါရှင့်ပါတီအဲဘန္ဒာရေးချိန်နေပေါ့နော်အဲ့ဒါကတော့ ကျွန်တော်တို့ကကိုယ်စလဲတွေကိုတိတ်မထောက်ပတ်နိုင်မထောက်ပတ်နိုင်ဘူးပေါ့နော်မထောက်ပတ်နိုင်ပဲနဲ့ကိုယ်စလဲတွေလည်းကိုထုကိုထနဲ့နောက်ပါတီလည်းကိုထုကိုထနဲ့တည်ထောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘာနာရေးရစိန်ခေါ်မှုရှိပါတယ်ရှင်ဟုတ်ကဲ့ဒီကောအတမတဲ့ကိုယ်စလဲလောင်းမဲဆွေစီယုံနဲ့ပမာဏသတ်မှတ်ထားတာရှိတယ်ပေါ့နော်မဲဆွေစီယုံနဲ့ကအတော့ပြည့်တဲ့ငွေငွေကိုကိုယ်စလဲလောင်းတွေက ဟိုတတ်နိုင်တဲ့လူတွေပါမှာပေါ့မတတ်နိုင်တဲ့လူကြတော့ပါတီကဖြစ်ပြရတယ်ကျမအဲ့လိုတော့ငွေလိုတော့မပန့်ဘူးပါအောင်ရှက်ငွေလိုမပန့်ဘူးဝဲနဲ့ကျမတို့ကဘာတွေလုပ်မှလဲဒီအောင်နိုင်ရေးမှာပေါ့နော်အဲဘာတွေလုပ်မှလဲဘလောက်ကုန်မှလဲအဲဘသူကဘလောက်ထည့်ဝင်နိုင်တာလဲအဲအဲ့လိုမျိုးနဲ့ကိုတတ်နိုင်သလောက်ပဲလုပ်ကြမှာဖြစ်ပါရှက်ခုဆိုရင်ကျွန်တော်မဲဆင်းတွေကတ်ထားပြီးနဲ့စိတ်ဝင်စားမှုကနည်းနေကြတယ်တချို့ဆိုရင်မဲမပေးဖို့ဒီပြောတာမျိုးတွေရှိတယ်ဒီပေါ်မှာ ဒီလိုလူမျိုးတွေကိုဘယ်လိုတိုက်တွန်းညင်ဟောကျမမဲပေးတဲ့မှာလည်းရှင့်မဲပေးတယ်ဆိုတာဒါရွေးကောက်ပွဲတွေရှိမှမဲပေးလို့ရတယ်အပြီးမဲပေးတယ်ဆိုတာနိုင်ငံသားတွေရဲ့အခွင့်အရေးလည်းဖြစ်တယ်လို့တာဝန်လည်းဖြစ်ပါတယ်ဖြစ်အထူးသဖြင့်တော့ဒီလိုဒီခုရွေးကောက်ပွဲပေါ့နော်အခုရွေးကောက်ပွဲကျမတို့ဒီတက်မတော်ကနေတာဝန်ယူထားတဲ့ကာလကနေပြီးတော့မှကျမတို့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်မဲ့ရွေးကောက်ပွဲဖြစ်လို့ပေါ့နော်ဟိုပြည်သူတရက်လုံးကနေပြီးတော့မှကျမတို့ဒီ ။ဒီသူတရက်လုံးတက်တက်ကြွကြွနဲ့မဲပေးကြဖို့ပေါ့နော်။အဲ့ဒါလေးကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်။ကျွန်မတို့ပါတီလွတ်တော်တဲ့ရောက်မယ်ဆိုရင်ပြည်သူအတွက်ဘာတွေလုပ်ပေးမယ်လို့ဗျာ။ခရီးပေးနိုင်။အဲ့ဒါကတော့စောသေးရဲ့ရှင့်။ဘာဖြစ်လို့ဆိုအခုကရွေးကောက်ပွဲကာလရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာကျွန်မပြောခွင့်ရှိရပါတော့နော်။အဲပြောခွင့်ရှိတော့ကျွန်မတို့ကတော့ အဲအဲကျွန်မတို့နိုဝင်ဘာလ၁ရက်နေ့လောက်ကြာလို့ရှိရင်ကျွန်မတို့ရဲ့ရွေးကောက်ပွဲချိန်ညာစာတမ်းကိုကျွန်မတို့ launch လုပ်ပြီးတော့ media တွေလည်းဖိတ်မယ်ပြည်သူလူထုလည်းဖိတ်မယ်ပါတီဝင်တွေအမှုဆောင်တွေကိုယ်စားလှယ်လောင်းတွေပေါ့နော်အဲအဲ့ဒါလေးကျွန်မတို့ဆောင်ရွက်ပါမယ်ရှင့်အခုအခုကတော့ကျွန်မတို့က P3 လုံးဆိုတော့လေ P3 လုံးဆိုတော့ကျွန်မတို့ရဲ့ စလိုကန်ကလည်းပြီးသုံးလုံးရွေးထားပါတယ်အဲ့ဒါတော့ people peace and prosperity ပေါ့နော် people ကတော့လူထုဘဝအဓိကပေါ့ရှင် peace and prosperity ကတော့ငြိမ်းချမ်းလုံခြုံစွာကြီးပွားကြပေါ့နော်ဆိုလို့ရှိရင်ပြည်သူလူထုတိုင်းငြိမ်းချမ်းလုံခြုံတဲ့ဟိုဒီပတ်ဝန်းကျင်မှာနေထိုင်ဖို့ထိုက်တန်တယ်နော်ပြည်သူလူထုတိုင်းကြီးပွားဖို့ထိုက်တန်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတွေနဲ့ပတ်သက်တဲ့မူဝါဒနဲ့လုပ်ငန်းလမ်းစဉ်တွေကိုကျမတို့ဟိုဒီနိုဝင်ဘာလတရနေ့ကျမှထုတ်ပြန်သွားမှာဖြစ်ပါတယ်ရှင် ဒီဘုံမျိုးကိုစစ်အုပ်စုပြန်ထိန်းချုပ်သွားပြီလို့ DNA အတီးပြူတအောင်မျိုးသားလူမျိုးရေးတမတော် DNA ထိန်းချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းကြောင်မဲခရိုင်တွင်းကဒီဘုံမျိုးနယ်ကိုစစ်အုပ်စုဘက်ကပြန်ထိန်းချုပ်သွားပြီလို့ DNA ပြောရေးဆိုခွင့်ရှိသူကအတီးပြူပါတယ် ဒီဘောမျိုးစစ်အုပ်စုလက်ထဲပြန်လည်ရောက်ရှိပြီးထိမ့်ချုပ်သွားတာနဲ့ပတ်သက်ပြီး DNA ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကဟုတ်ပါတယ်လို့ဘာမာဗီဒါကိုဒီနေ့နေ့လယ်မှာအတည်ပြုပါတယ်စစ်အုပ်စုဘက်ကလည်းဒီဘောကိုဒီနေ့အောက်တိုဘာ16ရက်မှာအလုံးစုံပြန်သိမ်းပိုက်ထိမ့်ချုပ်ပြီးမိုင်းရှင်းလင်းရေးနဲ့နယ်မြေရှင်းလင်းရေးတွေပါတပါတဲ့လှုပ်ဆောင်နေပြီလို့တပ်ပုံတွေနဲ့အတူဖော်ပြလာကြပါတယ်မနေ့ကတည်းကပါသွားတာဒီနေ့မှသူတို့စစ်အုပ်စု ကြိုးဆိုရေးလုပ်ဖို့ကိုမနေတဲ့ကပြင်နေကြတာပေါ့အစကမျိုးလဲမဲ့တယောက်တစ်ဝက်ပုံစံမျိုးဖြစ်နေတာကနေဒီဘက်ကဆုတ်ပေးလိုက်တာမျိုးပေါ့လို့ဒေတာခန်တူကဂွန်းမဗဒကိုပြောပါတယ် TFA တွဲဖက်အထွေထွေအတွင်းရေးမှုနှစ်ဘုံမှုကြီးတာပန်လာကတော့မျိုးတဲကိုစစ်အုပ်စုမဝင်နိုင်အောင် TFA အနေနဲ့တောင်းခံထားဆဲဖြစ်ကြောင်းဂွန်းမဗဒကိုအောက်တိုဘာ15ရက်ကပြောထားပါတယ် ဒီဘုံမျိုးကို TLA က2029စစ်စင်ရေးဒုတိယပိုင်းအတွင်းတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတနစ်ကြော်ကြာထိန်းချုပ်ထားတာဖြစ်ပါတယ်။